ောင်းနဲ့ online အလုပ်ရှာဖွေရေးကုမ္ပဏီကကုမ္ပဏီ900ကျော်နဲ့ချိတ်ဆက်ထားပြီး2018ခုနှစ်အတွင်းအလုပ်သမား3သိန်းကိုအလုပ်ကန်ရှာဖွေပေးခဲ့တယ်လို့ပြောပါတယ်ဒါအပြင်ရန်ကုန်မြို့ရဲ့အလုပ်ရှင်အလုပ်သမားလိုအပ်ချက်တွေမှာကွာချက်တွေရှိနေပြီးအလုပ်ရှင်တွေဘက်က professional အဆင့်ရှိတဲ့အလုပ်သမားတွေကိုသာလိုအပ်နေတာကြောင့်ကျွမ်းကျင်တဲ့အလုပ်သမားတွေနည်းနေသေးတယ်လို့ job net ကပြောပါရယ် အမတို့ technology company မျိုးဆိုလို့ရှိရင်ဒီ tech experience ရှိတဲ့လူကဒီလို industry ကဘွန်းဖြစ်လာတာမကြသေးဘူးလေအဲ့ဒီအတွက်အမတို့အနေနဲ့ talent ရဖို့ကဟိုစ조사ပြီးတော့လုပ်ယူရတယ် အဲ့ဒီမှာပဲတခါအလုတ်သမားဘက်ကကြည့်ပြန်တော့ဥပမာအခုမှဖွဲရတယ်အခုအလုတ်လုတ်ချင်တဲ့ကလေးတွေလည်းအများကြီးရှိတယ်အဲ့လိုဆိုရင်တော့သူတို့ဆိုရင်တော့ဘုံကနေကလည်းချက်ချင်းမရသူတို့ကလည်းအလုတ်ရှားလိုက်တာပေါ့အလုတ်ရှင်ဘက်ကကြည့်ပြန်တော့လည်းအော်တယ်လက်နေကလည်းရှားရတာနည်းနည်းခတ်လိုက်တာပေါ့အဲ့တော့ supply နဲ့ demand နဲ့ကတော့နည်းနည်းတော့ different ဖြစ်နေတယ်မြန်မာနိုင်ငံမှာကအတွေ့အကြုံတွေတဲ့ talent တော့ still နည်းနေတော့မှာပဲ ဂျော့မနာဟာကုမ္ပဏီလုပ်ငန်းအဆင့်အလုပ်သမားတွေကိုရှာဖွေပေးနေတာဖြစ်ပါတယ်။ဒါအပြင်နှစ်စဉ်အလုပ်ရှောက်ထားမှုဟာအလုပ်သမား၄သိန်းကျော်ရှိနေပြီးလစဉ်2000ကျော်ထပ်တိုးနေတယ်လို့လည်းပြောပါတယ်။ကားတို့မှာရှိနေတဲ့ data ကကြီးပဲ၄သိန်းကျော်ရှိတယ်ညီမလေးဆိုတော့ဒါ job seeker ၄သိန်းကျော်ရှိတာပေါ့နော်အဲ့ဒီမှာမှလစဉ်အနည်းဆုံး2000ကျော်ထပ်တက်တယ်10လဆိုရင်နောက်ထပ်2သိန်းကျော်သွားမယ်ဆိုကြပါဆို end of this month မှာဆိုလို့ရှိရင်အမားတို့၄သိန်းကျော်ကနေ5သိန်းကျော်ဖြစ်သွားမယ် တော့မြန်မာနိုင်ငံရဲ့အာဒီအလုံးလုံးနေတဲ့လူဦးရေအားဖြင့်ဆိုရင်တော့အာတော်တော်မဆိုးဘူးပေါ့နော်ကျောင်းနဲ့ online အလုပ်ရှာဖွေရေးကုမ္ပဏီကို2015ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးရန်ကုန်မန္တလေးနေပြည်တော်နဲ့အခြားမြို့တွေအပါအဝင်နိုင်ငံပေါင်း90ကျော်နဲ့ချိတ်ဆက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ရှင်။